ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာလက်ရွေးစင်ယူဆက်ကွန်မြူတာအသင်းအတွက်ရှေ့လာမဲ့အိုမန်နဲ့ပွဲစဉ်ဟာခြေစပွဲအောင်မြင်ရေးအတွက်အဆုံးဖြတ်ပွဲစဉ်ဖြစ်လာတော့မှဖြစ်ပါတယ်ဒီပွဲစဉ်ကိုအနိုင်ရလိုက်ရင်မြန်မာလက်ရွေးစင်ယူဆက်ကွန်မြူတာအသင်းဟာခြေစပွဲအောင်မြင်လို့တောင်ပြောလို့ရတဲ့အခြေအစီကိုရောက်ရှိသွားပါလိမ့်မယ်ခင်ဗျာမြန်မာလက်ရွေးစင်ယူဆက်ကွန်မြူတာအသင်းဘက်ကအားသာချက်လို့ပြောရမှာကတော့အရှင်ခွင့်ရရထားတာရေဒီပွဲကစားဖို့အတွက်၃ရက်အနားရရှိထားတာဖြစ်ပါတယ်ခင်ဗျာ ပုံမှန်သင်ကတော့ဒီနေ့မှနီပေါ်နဲ့ဝယ်ကစားရမယ်နိုင်မှုကတော့တရားတော့ရှိတယ်ပေါ့လေအဲ့ဒါပြီးရင်ပုံမှန်ဟာတရက်ပဲနားရမယ်မြန်မာနဲ့စပီကစားရမယ်ခင်ဗျပုံမှန်အတွက်ဝယ်ပန်းမှုတွေဝယ်ဆက်များမှုတွေရှိလာတော့မှချိန်တင်နေပါတယ်မြန်မာလေပြည်စင်စက်ကွန်ပျူတာသင်ကတော့၃ရက်နားပြီးမှပုံမှန်နဲ့ကစားရတာပါဒီတော့မြန်မာလေပြည်စင်စက်ကွန်ပျူတာသင်အတွက်ရှေ့စစ်ပွဲအောင်မြေကတစ်ဖက်တစ်လမ်းကနေ အထောက်အကူတရားရရှိထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်ခင်ဗျအင်ကွင်းအာသာချက်ရဲ့၃ရက်အနာရရှိထားမှုရဲ့ကိုထိတိယောက်ရောက်အသုံးချနိုင်မယ်ဆိုရင်မြမလက်ရွေးစီစက်ကွန်အမျိုးသားအသင်းဟာလည်းရလကောင်တစ်ခုကိုမျှော်လင့်ခွင့်ရှိနေပါတယ်ယူစက်ကွန်အာရှဖလားပြိုင်ပွဲမှာအိုမန်ကတော့နှစ်ကြိမ်တောင်ချန်ပီယံဖြစ်ခဲ့မှုတယ်ဒီတော့အိုမန်ရဲ့လူငယ်မျိုးဆက်တွေကစားသမားမွေးထုံနိုင်မှုအဆင့်တန်းကိုတော့ကျွန်တော်တို့ short တော့လို့မရပါဘူးမြန်မာယူဆက်ကွန်မျိုးသားအသင်းကတော့ရှေ့ရပွဲစဉ်နှစ်ပွဲမှာခန်းစစ်ကိုအားပြုတဲ့ ီးတော့တံပြန်တိုက်စစ်တရားတစ်ဆင့်ကိုရရှိဖို့ကြိုးစားခဲ့တယ်ခင်ဗျာမြမလက်ရွေးစင်ဆက်ကွန်ပျူတာတင်ဟာလိုအပ်ချက်လေးတွေရှိတာတော့မှန်ပါတယ်ဒါပေမဲ့အဲ့ဒီလိုအပ်ချက်တွေကိုတပွဲပြီးတပွဲပြုတ်ပြင်လာရင်ဒါလေးလေကျွန်တော်တွေ့ရပါတယ်ပြောမယ်ဆိုရင်အာဖဂန်နစ္စတန်နဲ့ပွဲတော့ငါအားနေချက်တွေကိုနီပေါ်နယ်ပွဲမှာဂယုတစိုက်ပြင်ဆင်လာရင်ဒါလေးတွေ့ရတယ်ခင်ဗျာဒီတော့ကျွန်တော်ရှေ့ကပြောထားတဲ့အတိုင်းပဲ၃ရက်အနာရထားတာရဲ့အင်ကွင်းအာတာချက်ကိုအသုံးချနိုင်တာရဲ့ပေါင်းဆက်လိုက်ရင် မြန်မာလက်ရွေးစင်ယူဆက်ကုံမျိုးသားအတင်းအတွက်လည်းအိုမန်နဲ့ပွဲစဉ်မှာတခုခုဖြစ်လာနိုင်တယ်လို့ညော်လင့်ခွင့်ရှိနေပါတယ်မြန်မာလက်ရွေးစင်ယူဆက်ကုံမျိုးသားအတင်းဟာအိုမန်ကိုသာအနိုင်ရနိုင်မယ်ဆိုရင်နောက်ဆုံးပွဲဖြစ်တဲ့ဆီးရီးယားနဲ့ပွဲကိုတရည်နောက်ကစားနိုင်အောင်လည်းချစ်စပွဲအောင်မြင်တော့မှာဖြစ်ပါတယ်ခင်ဗျဒီတော့မြမလက်ရွေးစင်ယူဆက်ကုံမျိုးသားအတင်းနေနဲ့၃ရက်အနာရရှိထားမှုရဲ့အိမ်ရှင်အာသာတဲ့ရဲ့အင်ကွင်းပရိသတ်အပိမှုရောပေါင်းစီပြီးတော့ရှေးစစ်ပွဲအောင်မြင်ခွင့်ကိုအရေးယူဖို့အတွက် ုံမှန်တဲ့အဆုံးဖြတ်ပွဲစဉ်မှာအနိုင်ရလကိုရောက်နိုင်မလားဆိုတာ normal 28ရက်နေ့ရောက်ရင်ကျွန်တော်တို့ကြည့်ရှုရင်ခေါ်ရမှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအပိပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ